noir wow. မိဘုပ်ပမာ ဖြစ်ပြီးတော့လော်ကဲပါကတောက်ဝေါ်ကျင်းမှာလောက်ကျွမ်းစီပါတယ်။ယုံကြည်ခြင်းဆိုတာကလည်းမိဘုပ်ပမာနှွေးထွေးမှုနဲ့အလင်းကိုပေးနိုင်တော့လဲဒီဇန်လန်းထဲကဟာခင်ကဲ့သို့စိတ်ရောဂါနဲ့မာရင်းနဲ့အောက်လန်းပညာဆွဲလန်းတဲ့အခါမှာအဲ့ဒီယုံကြည်မှုကထိန်ချုပ်ရေးမရပဲနဲ့မိတော့မီလီယံဖြစ်ပြောင်းလဲသွားပါလိမ့်မယ်။ဒါဆိုရင်တော့ကျွန်တော်တို့ဇန်လန်းလေးကိုစာလိုက်ရအောင်ဗျာ။ဇန်လန်းလေးကိုမစားခင်မှာဒီ channel link ကိုလည်း subscribe လုပ်သွားပေးဖို့ကျွန်တော်မြင့်တာရက်ခံအပ်ပါတယ်ခင်ဗျာ။ကျွန်တော်ဟာခုချိန်မှာတော့အငိမ့်သားယူပြီးရဲ့ သူပါဒါပေမဲ့လော်ခဲနှစ်ပေါင်း20လောက်ကရှမ်းမြောက်နယ်စပ်ဒေသမှာတာဝေါ်ထမ်းဆောင်ခဲ့တဲ့စိတ်ပစ္စည်းအတဲခိုက်စီအဖြစ်အပျက်တခုကိုတော့ဘလို့မှမင်းဖြောင်းလို့မရပါဘူးအဲ့ဒီဖြစ်ရဟာရိုးရိုးလူတက်မှုမဟုတ်ပဲနဲ့မောင်မိုက်တဲ့ယူဝါဒနဲ့ယောဂဝေဒနာတို့ပေါင်းစပ်ထားတဲ့ကြောက်စရာအမှန်တရားတခုပါဖြစ်ရမှန်ဖြစ်တာမို့နေရာတွေလူအမိအားလုံးပြောင်းလဲပြီးတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ် အဲ့ဒီကာလာတော့ကပေါ့ကျွန်တော်တို့အဖွဲ့ဟာနေမြေလုံချုံရင်းနဲ့စုံစမ်းထောက်လှမ်းရေးတာဝန်နဲ့နေစမ်းဒေတာကိုရောက်နေခဲ့ပါတယ်ခေါင်းဆောင်ကတော့ရဲအုပ်ကိုမြင့်မှကျွန်တော်ကိုအောင်သူစေမူးကိုအေးကိုနဲ့ကိုမျိုးမြင့်တို့လည်းပါဝင်ကြပါတယ်ကျွန်တော်တို့တာဝေါ်ထန်းဆောင်ရတဲ့နေရာမြင်းနီလမ်းမကြံနေသွားရတဲ့တောထူထန်းနဲ့လိုဝဲဆန်တဲ့ဒေတာပါညနေဆောင်ကိုရောက်တော့တက်တော်နှစ်ထဲစစ်စည်းရေးကအပြန်မှကိုမျိုးမြင့်ပျောက်ဆုံးသွားခဲ့ပါတယ်ဟေးကိုမျိုးမြင့်ဘဲရောက်သွားရလဲ အာလုံယောင်ရှိကြလားဘိုးကြီးမတွေ့ဘူးပြန်အထွက်တောင်ဖို့ကြီးနားမှာမြင်လိုက်သေးတယ်ကျွန်တော်မဖြစ်ဘူးအမောင်ကြတော့မယ်ဒီနေကလိုးအချစ်တွေများတယ်ကင်လန်ဖွဲ့ကိုပြန်ပြီးတော့ရှာကြလို့ကျွန်တော်တို့အုတ်စုကမိစားထုတ်ပြီးရှာပေးမယ်လုံးဝမတွေ့ပါဘူးညဟာပိုမိုနစ်ဆိုင်လာတဲ့အခါတော်တွင်မှာပဲမိမုံတစ်ခုကိုဖိုးပြီးညာဆောင်အင်းနဲ့စကန်ချလိုက်ရပါတယ်တော်ထဲမှာလေတိုက်ခိတ်တန်တဲ့ လိမ့်ဆက်အတန်တွေတီတိုးတန်ဟာပိုပြီးထိတ်လက်စရာကောင်းနေခဲပါတယ်။ညအချိန်ညနေနေရောက်တဲ့အချိန်မှာကျွန်တော်တို့တဲမီဘုံစောင့်ကြည့်နေတော့မှာပဲရုတ်တရက်တရက်ကျွေရဲ့အတန်ခြေတန်တူလူတတန်ကို မီးဘုံနောက်ဖက်ကနေကြားလိုက်ရပါတယ်။ ကျွန်တော်လမ်းကြည့်ဖို့မကြိုးစားရသေးခင်မှာပဲဘုံဆိုတဲ့အတန်နဲ့တူလူတူရဲ့အလောင်းကမင်းဘုံရဲ့အလင်းဆက်ဝိုင်းထဲကိုပိတ်ချခံလိုက်ရပါတယ်။ဟေးဘာသာလဲဘယ်သူလဲအဲ့ဒီမှာမင်းဘုံနားမှာတခုခုလဲရနေတယ်။ကျွန်တော်အားလုံးလည်းအဲ့ဒီအလောင်းကိုတွားကြည့်လိုက်တဲ့အခါမှာပိတ်ချခံလိုက်ရတဲ့အလောင်းကတော့ပျောက်ဆုံးနေတဲ့ကိုမျိုးမြင့်ရဲ့အလောင်းဖြစ်နေခဲ့ပါတယ်။အမလေးကိုမျိုးမြင့်ကြည့်ပါလား။ဘူးကြီးတွေးတွေးတွေးအများကြီးပဲ။ ညုံမြင့်တန်ရတွေကဘလို့လဲအေးကိုမြန်မြန်ကြည့်စမ်းဆုံဆုံဆုံးမီးပူကြီးရဲ့လုံးဝမရတော့ဘူးကြည့်စမ်းပါဦးဗျာသူ့ရဲ့မျက်နှာမှာခွာချထားသလိုဖြစ်နေတယ်ပြီးတော့ လစ်ဖွားနှစ်ဖက်စလုံးကိုဖြတ်ယူသွားတယ်။ဒါရိုးရိုးလူသမှုမဟုတ်ဘူးဘူကြီးရဲ့ကိုမျိုးမြင့်ရဲ့မျက်နှာတစ်ခုလုံးဟာတရေစူးနဲ့ခွာချထားသလိုအေးပြားမဲ့နေပြီးပဇက်နဲ့နှာခေါင်းနေရာတွေဟာဒါနဲ့ဝိုက်ထားကလီးထုတ်ထားတဲ့ပုံစံဖြစ်နေပါတယ်။ပိုဆိုးတာကတော့လစ်ဖွားနှစ်ဖက်စလုံးကိုလက်ကောက်ဝန်းနာနေပြက်နေအောင်ဖြတ်ယူသွားခဲ့ရတာကိုကျွန်တော်တို့အားလုံးမြင်တွေ့ခဲ့ရပါတယ်။အဲမြင်ွယ်ဟာသွေးညင်နဲ့အော့အန့်ချင်စရာကောင်းတဲ့အနံ့ကိုပေးစွမ်းနေရမှုကျွန်တော်နဲ့ကိုအောင်သူပါအားလုံးဘလူးမမကြံဝိုင်းအံပေးလိုက်ကြပါတယ်။ တယ်။ဘယ်ဘယ်ဘယ်လိုလုံးလိုက်တာလဲ။ကျွန်တော်အိပ်ပျော်သွားမိတာ။ကျွန်တော်မှတာဝော်ရှိတယ်။ခုအဲရတယ်မပြောနဲ့အောင်ကိုလာအောင်။ဒါဒီနယ်မြေကိုချိချောင်းနေတဲ့အမောင် delete တစ်ခုဖြစ်နိုင်တယ်။နတ်ပူဇော်တာအောက်လန်းပညာလိုမျိုးပါပဲ။အလောင်းမနစ်ကြမတဲမယ်။အလောင်းတတိထားကြဟဲ့။မနစ်မုံလင်းတော့ကိုမျိုးမင်းရဲ့အလောင်းတဲယူဟာရွာကိုပြန်ကြခဲ့ပါတယ်။လန်တော့ဝက်မှာတော့ချင်းနေတူတူပဲဖြစ်နေရဲ့ကျေးလက်ရွာသားတို့ရဲ့အလောင်း ထပ်တွေ့ရပါတယ်အဲ့ဒီဒေတာမောပညာဆွဲလန်းနေသူဒါမှမဟုတ်ယူတော့နေသူသူလှုပ်ရှားနေပြီဆိုတာကိုကျွန်တော်တို့သဘောပေါက်လိုက်ရပါတယ်အဲ့ဒီဖြစ်ဖြစ်ကိုကျွန်တော်တို့လက်ပေါင်းများစွာကြောင်းစုံစမ်းခဲ့ပြီးမြင်တိကျတဲ့အဖြစ်ကိုမရခဲ့ပဲအဲ့ဒီဖြစ်ရတွေကနေအေးခဲနေခဲ့ပါတယ်ဒါပေမဲ့လပိုင်းကြတဲ့အခါမှာကျေးရွာသူ ကြီးရဲ့သမီးလေးဟာလည်းအလားတူတက်ဖြတ်ခံရပြီးအလောင်းကမျက်နှာပြည့်လက်ဖွာဖြတ်ထားတဲ့နေသားမျိုးပဲရွာနီနာမှာ ပြန်တွေ့လာရပြန်ပါလေဒီတစ်ခါမှာတော့ရွာသားတွေအားလုံးကြောက်လန့်တုန်လှုပ်ကုန်ကြပါပြီ။နောက်တနေ့မှာတော့ကိုတီဟာဆိုတဲ့ကပြားလူငယ်တူကဂျော်ရစ်ခန်းကိုရောက်လာပါတယ်။သူဟာတွေ့ယူတွေ့တန်ဖြစ်နေပြီးရဲအုပ်ကိုမြင့်မောင်နဲ့တွေ့မှပြောမယ်ဆိုပြီးတော့ပူစာနေပါတယ်။ကြော်ကြော်ကျွန်တော်ဘိုးကြီးမြင့်မောင်နဲ့တွေ့ချင်ပါတယ်။တခြားသူနဲ့မပြောချင်ဘူး။ဒီမှာပဲပြောလို့ရပါတယ်။ခင်ဗျားပါပဲသိထားတယ်။ အဲ့ဒီလူသတ်မှုတွေနဲ့ပတ်သက်ပြီးပြီလားကျွန်တော်ကျွန်တော်ဘိုးကြီးကိုပဲပြောပြနိုင်မယ်ကျွန်တော်အသက်အန္တရာယ်ရှိနေပြီနောက်နေ့ရဲအုံးနဲ့စကားပြောပြီးရဲ့အချိန်မှာရဲအုပ်ကိုမြင်မောင်ရဲ့မျက်နှာသွေးဆုပ်ဖြူရသွားပြီးချစ်ချင်းပဲကျွန်တော်နဲ့ကိုအောင်သူကိုလိုက်ဖို့အမိတ်ပေးပါတော့တယ်လာအောင်အောင်သူခင်ဗျားတို့နဲ့အောင်ငါနဲ့ချစ်ချင်းလိုက်ခဲ့အချိန်မရှိဘူးအဖြစ်တစ်ခုရပြီချင်းနဲ့ဘယ်ကိုလဲဘိုးကြီးဘာဖြစ်လို့လဲတီဟာရဲ့နောက်လိုက်ရမယ်ငါတို့ထင်တာလေပိုဆိုးတဲ့ကိစ္စပဲ မင်းမနေနဲ့ရင်းနဲ့အသက်ပြေတီဟာရဲ့ပြောကြားချက်အရာသူ့အရာနေဆက်နဲ့နိုင်ငံကြားဘယ်သူမှမရောက်ဘူးတဲ့တော်နှစ်ထဲမှာရှိနေတာလို့သိလိုက်ရပါတယ်ကျော်တို့လိုက်သွားတဲ့အခါမှာတရက်သွေးဝါးစုပ်တွေနဲ့ထိုးထားတဲ့ဓာတ်အိမ်စုပ်တို့လုံးကိုတွေ့လိုက်ရပါတယ်ကိုတီဟာကရဲအုပ်ကိုပဲအရင်ဦးဆုံးဝင်စီခြင်းခဲ့ပါတယ်အဲ့ဒီအိမ်မဲမိုးကြီးထဲမှာအရာအားလုံးရှိရဲ့ဘိုးကြီးပဲအရင်ဦးဆုံးဝင်ကြည့်ပေးပါကျော်တော်မဝင်ရတော့ဘူးအောင်သူဒီနေရာပတ်ပတ်လဲတိတ်ချဆက် လာအောင်မိငါနောက်ကလိုက်ခဲ့ရဲအုပ်ကြီးကိုမြင့်မောင်အိတ်ထဲကိုဝင်ပြီးတစ်စက္ကန့်လေးတော့မကြာလိုက်ပါဘူး။အိုးဆိုပြီးတော့အန်ချရင်နဲ့အိတ်ထဲကနေပြေးထွက်လာပါရဲအုပ်ကလည်းလက်ဟန်ချေဟန်နဲ့ကျွန်တော်တို့နေရာစလုံးဝင်ကြည့်ဖို့တိုက်တော်ခဲ့ပါတယ်။လာအောင်အောင်သူမင်းတို့ဝင်ကြည့်မယုံနိုင်စရာပဲကွာ။ဘိုးကြီးဘာတွေများအောင်သူဝင်ကြည့်အောင်ငါတို့ရဲ့ရဲအုပ်ကဒီတိုင်ထားလို့မဖြစ်ဘူး။ ဂျော်နဲ့ကိုအောင်သူနှလုံးသားကိုဖိပြီးတော့အိမ်ထဲကိုဝင်လိုက်တဲ့အခါမှာအိမ်ထဲကအနတ်ကသွေးညီပုံနဲ့စီပုံနဲ့တွေနဲ့ရောနေတဲ့ငရေခက်အနတ်လိုမျိုးနန်းစုံနေပါအမလီဒါတွေပါပြီလေညီပြင်ပေါ်မှာတော့လေဘင်းကဒါနဲ့ဟာကြီးနဲ့ဥခါကိုနဲ့မကပ်ဘူးပဲလဲကြနေတဲ့အလောင်းတစ်ခု တွေ့လိုက်ရပါတယ်သူရှိမှာတော့အနေအောင်သွေးတွေဖျောင်းနိုင်အကျဉ်းချန်နေတော်ဘုံနဲ့ကိုဝေပုံရိပ်တွေကိုဆွဲထားတယ်မောပကြီးကားများဝေါ်ရံထားတယ်ရက်ပူစော်ရပလင်တခုရှိနေခဲ့ပါတယ်အေးပလင်မောကပကံလုံးသုံးလုံးထဲမှာတော့လူသားရဲ့မြစ်လူဆုံးနှာခေါင်းသားစားပါးစပ်သားစားတွေနဲ့အုံနောက်နေငယ်တွေပါရောနှောပြီးနက်ပူစော်ပဲအတွက် စောတော့တင်ထားသလိုစီတန်းပြီးတော့ထားထားတာကိုကျွန်တော်တို့တွေးလိုက်ရပါတယ်ကျွန်တော်တို့လည်းမခံနိုင်တော့ပဲကုအောင်သူနဲ့သူတို့အပြင်ကိုအပြင်လွှာထွက်ပြီးစိတ်လော့လက်လော့ပဲအံပင်ချလိုက်ရပါတော့တယ်အာအမေအောင်သူပြေးပြေးပြေးထွက်တွင်းရင်နဲ့ပုံနဲ့တွေလရေကန်းတွေလိုပဲနောက်ဆုံးမှာတော့အဲ့ဒီကြောင်မွင့်ဖွဲ့ရာဖြစ်ရဲ့အဖြစ်ကိုတိခဲရပါတယ်လူငယ်ဖြစ်တဲ့တီးရဖေးရမြန်မာနိုင်ငံသားအမေရ ထိုင်းလူမျိုးဖြစ်တဲ့ကပြားတယောက်ပါ လော်ခဲတဲ့လမြားစွာတီဟာရဲ့မိခင်ကခလေးမွေးပြီးချင်းချင်းခလေးနဲ့အတူတူသူ့ကိုထားပြီးထွက်ပြေးသွားခဲ့ရလေအဲ့ဒီဖြစ်ဖြစ်ကြောင့်တီဟာရဲ့အဖေဟာစိတ်ပိုင်းဆိုင်ရာပြင်းပြင်းထန်ထန်ထိခိုက်ပြီးယူတော့ခြင်းအဆက်ကိုရောက်ရှိလာခဲ့ပါတယ်သူ့ရဲ့ဇနီးပြန်လာဖို့ပိုမိုကောင်းမွန်တဲ့ဘဝတစ်ခုပိုင်ဆိုင်မှုစားတဲ့လူအင်ဆန္ဒတွေအတွက်တီဟာရဲ့အဖေဟာမောင်မိုက်တဲ့အောက်လန်းပညာနဲ့အစောရောက်နတ်ကိုဝဲ့မှုတွေယုံကြည်ဆွေးနွေးလာခဲ့ပါတယ်သူ့ရဲ့နတ်ပူဇော်ပွဲအတွက်လူသားတွေကိုတတ်ဖြတ်ပြီးခန္ဓာကိုယ်စိတ်ပိုင်းတွေကို လီးပြတ်ပူဇော်ခဲ့တာဖြစ်ပါတယ်။သူတက်ခဲ့တဲ့သူတွေထဲမှာကိုမျိုးမြင့်နဲ့ရွာတကြီးသမီးအပါဝင်ခြားကျွေးရသားတွေလည်းပါဝင်ခဲ့ပါတယ်။ကန်ချမာတော်တော်ဆန်းကျယ်တဲ့လအောင်ရသူ့ဖေဟာအလို့ယူတော်မှုကြောင့်နဲ့ပဲလူသက်သမားဖြစ်လာခဲ့ရတယ်။ဟုတ်ပါဘူးကြီးယာသူ့မိမသူ့ကလေးကိုထားပြီးတော့ထွက်ပြေးသွားတော့စိတ်ပန်းဆိုင်ရာ ပြင်းထန်စွာထိခိုက်ခဲ့ရတာလေ။ကိုမျိုးမြင့်တို့တက်ပေးခဲ့ရတာလေ။အဲ့ဒီမာရွေးတဲ့မြွန်လင်းချက်ကြောက်ပဲအဖြစ်ဆူဆူကတော့တီဟပဲပေါ့ကွာဖားခင်ရဲ့ အဲ့လိုရစ်ဆက်ရုပ်မှကြမ်းကြုံမှုမခံမရနိုင်တော့တဲ့တီဟာနောက်ဆုံးမှာတော့နတ်ပူဇော်ပွဲတစ်ခုလုပ်ပြီးတဲ့အချိန်မှာဖေရဲ့နောက်ကျော်ပစိန်နဲ့လီးဖြတ်ပြီးတတ်ပဲ့လိုက်ပါတော့တယ်။လောက်ပါမင်းစဉ်းစားကြည့်ကွာကို့ဖေကိုကိုတိုင်တတ်ပြီးတော့အမှန်တရားကိုဖော်ထုတ်ခဲ့တတ်တရသူ့ဘဝတစ်ခုလို့ဘလို့စဉ်းစားမလဲမသိဘူးကွာအဖေကိုတက်ပြီးငြိမ်းချမ်းမှုရခဲ့ကလေးအဲ့ဒီတော်နေတဲ့ပလင်တွေရဲ့မြင်ကွင်းကကျော်တို့အိမ်မက်ဆိုးတွေပြင်းနေတော့ပဲကိုရဲမှုရ ဖခင်တည်ဆုံသွားပြီမဲ့လေကိုတီဟာကိုနေရလဲစိတ်ပိုင်းဆိုင်ရာပြင်းထန်တဲ့ထိခိုက်မှုတွေရခဲ့ပြီးရင်းအတော်တန်ကြမှာပဲကိုကိုကိုထိချုပ်လာနိုင်ကခင်ဟာစစ်တွေစီဘူးတဲ့ရဲအုပ်မြင့်မောင်ထံကိုညီတောင်းဖို့ရောက်လာခဲ့ပါတယ် နောက်ဆုံးမှာတော့အဲ့ဒီမူဟာအိန္ဒိယနိုင်ငံရဲ့တရားစီရင်ရေးနယ်ပယ်တွေကိုရောက်သွားခဲ့ပြီးကျော်ရုပ်ဖွဲကတော့တက်သေးတွေဖြစ်နေပဲပါဝင်ခဲ့ရပါတယ်။အဲ့ဒီဇလန်ဟာစိတ်ယောဂရဲ့အန္တရာယ်မာရင်းတဲ့အယူဝါဒရဲ့လွမ်းမိုးမှုနဲ့ဖေကိုတတ်ခဲ့တဲ့တာတယောက်ရဲ့စိတ်ထိခိုက်မှုတွေကိုပြသနေပါတယ်။ဒါရိုးရိုးကြောက်စရာတစ်ခုကျော်လို့ပြီးစိတ်မသက်မသာစရာဖြစ်စရာတနာစရာဝမ်းနည်းစရာဖြစ်ဖြစ်တစ်ခုအနေနဲ့ကျော်ရုရဲ့မဉဏ်ထဲမှာထာဝရဆွဲထင်ကြံ့ရင်ခဲ့ပါတော့တယ်။ကျော်ရုရဲ့စုံစမ်းစစ်ဆေးမှုတွေကနေရလိုက်တဲ့အကြီးမားဆုံးသင်ခန်းစာအား ော့အမှန်တကယ်ကျောက်စီရကောင်းတဲ့အရာတွေကတောနဲ့တဲကနတ်ဆိုးတွေမဟုတ်ဘူးဆိုတာပါပဲအဲ့ဒီစားလူသားရဲ့စိတ်ထဲမှာကိန်အောင်နေရယူတော်မှုနဲ့မာရွေးရဲ့ယုံကြည်ချက်တွေဟာပို့ပြီးတော့ကြောက်မက်ဖွယ်ကောင်းပါတယ်ဒါကြောင့်မိတ်ဆွေတို့လည်းစိတ်ကျမ်းမာရေးကိုဂရုစိုက်ကြပါဝမ်းနဲ့ပူဆွေးမှုတွေစိတ်ဖြည့်စည်းမှုတွေကိုတူတူတည်းမဖောက်ွယ်ထားပါနဲ့ကိုချေရတဲ့သူတွေကိုကူညီဖို့လက်လမ်းမိပါစေ အယူဝါဒတွေယုံကြည်ချက်တွေဟာအစိုးရောက်တဲ့လမ်းကိုရောက်သွားပြီဆိုရင်ဘယ်သူမှမဆိုလူသားပေါ်မှာရိုင်းဆိုင်တဲ့တာရဲတကောင်လုံးပြုတ်မှုနိုင်နေဆိုတဲ့အမှန်တရားဘယ်တော့မှမမေ့ပါနဲ့အမောင်သူကိုအမောင်သူကမဖန်တီးပါဘူးအဲဒါလူသားရဲ့စိတ်ရဲ့အနစ်ဆိုင်ဆုံးလွာနေလာတာဖြစ်ပါတယ်အဲဒီဇာလန်းနဲ့ပတ်သက်ပြီးတော့တီချင်တာများမေးမြန်းချင်တာများရှိရင်ကော့မင်းပေါင်းမှာမေးသွားပေးဖို့ကျွန်တော်မြင့်တာရက်ခက်အပ်ပ ါတယ်ဒီ channel ကို subscribe လုပ်ရသေးရင်လည်းလုပ်ပေးသွားပါဦးလို့ကျွန်တော်မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာအားလုံးကျေးဇူးအများကြီးတင်ပါ